ထင်ထောင်ထားတဲ့ဘရာဇီးကုံကားတွေရဲ့အထားဘရာဇီးကကုံကားသမားတွေမှာသူတို့ပဲနားလေတဲ့အထားတစ်ခုရှိပါတယ်။ရှေ့ပိုင်းကိုနှိမ်ပြီးတော့နောက်ပိုင်းကိုမတရားမြင့်ထားတဲ့ကိစ္စပါပဲ။အဲ့ဒီအထားကိုတော့သူတို့စကားနဲ့ Trasia Otter လို့ခေါ်ကြပါတယ်။ဒီလိုလှုပ်ထားရတဲ့အကြောင်းရင်းကလည်းတစ်ခုပဲရှိနေတာပါ။အဲ့ဒါကတော့ပစ္စည်းတွေအခုခံရမှာကြောက်လို့ပါပဲ။ဘရာဇီးရဲ့ဝေးပြေးလမ်းတွေမှာမောင်းနေတဲ့ကားနောက်ကိုတက်ပြီးတော့ပစ္စည်းခိုးတဲ့ကိစ္စကတော်တော်လေးကိုများနေတာပါ။အဲ့ဒါကြောင့်တခိုးတွေအလွဲတကူတက်လို့မရအောင်နောက်ပိုင်းကိုအခုလိုမျိုးမြင့်ထားရတာဖြစ်ပါတယ်။ ဒါပေမဲ့ဒီနီလန်ကလမ်းကျန်းသွားရတဲ့ကုန်ကားတွေအတွက်တော့တိတ်မကိုက်လာပါဘူး။ကျူအာနမင်းကြီးစီကစူတောင်းကြတဲ့တရုတ်များတရုတ်တွေကတော့ရှေးဟောင်းယုံကြည်မှုဓလေ့တွေကိုမော်ဒန်နည်းပညာတွေနဲ့ရောသမမွေးလာကြပါပြီ။သူတို့ကစူတောင်းတာကိုရိုးရိုးတန်းတန်းမလုပ်တော့ပါဘူး။ငွေလက်ခံတဲ့ကျူအာကုတ်တွေပြပြီးတော့စူတောင်းနေကြတာပါ။မသိရင်နမင်းကြီးက digital money ကိုအစိုးရနေတယ်လို့ပါပဲ။သူတို့ကကံကောင်းစေတဲ့အိုးတွေမှာကျူအာဖွင့်ပြီးတော့ကတ်ထားသလိုအမွှေးတိုင်းနဲ့တွေနဲ့ကျူအာကုတ်တွေကိုသိထိတင်းနေကြတာပါ ဘယ်ကနေဘယ်လိုစခဲ့တဲ့ဇလန်းလဲတော့မသိပေမဲ့ယုံကြည်သူတွေများလာတဲ့အချိန်မှာတော့ကျူအာနာမင်းကြီးဆိုပြီးတော့နတ်တပါတော်အစ်စ်ပေါ်လာမလားမသိရသေးပါဘူးဖင်ကြီးတို့ရဲ့ရှုအပ်ချက်ဒီမိန်းကလေးကဖင်နှုံးတွေကိုရှောက်ကိုင်းနေတယ်လို့ထင်မိရင်တော့သင်ထင်တာမှန်ကန်ပါလိမ့်သူကဖင်ကြီးတို့တွေကိုအရသာခံပြီးတော့ရှောက်ကိုင်းနေတာပါကိုင်လိုက်ရင်လည်းပျော့ပျော့စီစီတုံ့ဥပြီးတော့ကြံခဲ့ပါလိမ့်ဒီတို့တွေကရိုးရိုးတို့တွေနဲ့တော့မတူလာပါဘူးသူတို့ရဲ့ဖင်နှုံးထဲမှာအစီတွေကိုတူလောင်ထားနိုင်ပါလိမ့် အဲ့ဒီအတွက်အစားမစားရလဲဖင်းနှုံးတွေကအစီဒီစီကနေပြီးတော့စွန့်ရင်ယူပြီးအကြကြီးနေနိုင်ကြတာပါသူတို့ရဲ့ဖင်းနှုံးကကလအုပ်တွေရဲ့ဗိုးတွေလိုပါပဲစိတ်မကောင်းစရာကအဲ့ဒီဖင်းအစီတုံးဟာအရသာရှည်လွန်းနေတာဖြစ်ပါလေအဲ့ဒါကြောင့်သူတို့ကအမွေးရိပ်ဖို့အတွက်မဟုတ်ပဲအစားခံရဖို့အသက်ရှင်နေကြရတာပါရှေခိကဝိုင်းစစ်စစ်နီဝိုင်းရည်သွေးစစ်စစ်တဲ့အဘိုးကြီးကဆဲကထွက်ကြလာတဲ့ဝိုင်းတွေကိုဖန်ခွက်တစ်လုံးနဲ့ခံလိုက်ပါလေအနားမှာတော့ဖျောင်းနိုင်တစ်ချောင်းထုံးထားတာပါသူကဖျောင်းနိုင်မီးအလင်းရောင်နဲ့ဝိုင်းတွေကိုကြည့်လိုက်ပါလေ တကယ်တော့အဲ့ဒါကဝိုင်းရဲ့အရင်အသွေးကိုစစ်ဆေးနေတာပါပလင်းနဲ့ထဲတဲ့အချိန်ကြာရင်အခုလိုမျိုးလုံးရပါလေအဓိကကတော့ဝိုင်းဖောက်ပြီးကြံတဲ့အနေအနစ်တွေပါမလာအောင်ပါအရင်အသွေးကောင်းတဲ့ဝိုင်းဆိုရင်တော့ဖျောင်းနိုင်ပြီးကိုကြည်လင်တဲ့ဝိုင်းတွေကနေဖောက်မြင်ရမှာဖြစ်ပါလေအမုံမောအနေအနစ်တွေပါနေရင်တော့အရင်အသွေးမကောင်းဘူးလို့သတ်မှတ်ကြတာပါတက်တော့တအုပ်စားလောက်ကြည့်တဲ့တပင်အခုတွင်နေရတာကတော့မျိုးသေးကတက်တော့အုံလေးမဟုတ်ပါဘူးအဲ့ဒီစိစိဆဆူနေရာတစ်ခုလုံးကိုတက်ပင်တပင်တဲကအုံမိုးထားတာပါ အဲ့ဒါကကမ္ဘာအကြီးဆုံးတီယိုပင်ဖြစ်လဲမှတ်တမ်းဝင်ထားပါတယ်။အရွယ်စားစုစုပေါင်းက8400စတူရဲမီတာရှိပါတယ်။အဲ့ဒီပမာဏကိုမျက်စိနဲ့မြင်အောင်ပြောရမယ်ဆိုရင်တော့ဘောလုံးကွင်းတကွင်းစာအနေနဲ့ရှိနေတာပါ။ဒေသပင်ကြီးရှိနေတဲ့နေရာကတော့ဘရာဇီးမှာပဲဖြစ်ပါတယ်။ထူးခြားတဲ့စကေးတွေကြောင့်နာမည်ကြီးလာတဲ့ရေကဲမှုတွေဒီရေကဲမှုတွေကတော့ထူးခြားတဲ့ရေကဲမှုလုံနီစကေးတွေကြောင့်တရုတ်မှာနာမည်ကြီးနေပါတယ်။သူကရေကဲမှုမှားလိုက်တာနဲ့တော်တော်လတ်လတ်လှောက်ရှားတော့တာပါပဲ။အဲ့သူရဲ့အရှိမရင်းရေကဲတုံးကိုဟန်ပါပါနဲ့ချစ်ပြလိုက်ပါတယ်။ ပြီးရင်တော့အထက်ကိုဒိန်းချင်းကြားရည်နို့တွေထည့်လိုက်တာပါအဲဒီနောက်မှာတော့ရင်သက်ရှုမဟုတ်ဖို့ကောင်းတယ်သူ့ရဲ့ပြောက်ွက်တွေကိုမြင်ရလာပါပြီသူကအရေးတွေကိုလေးပေါ်တန်းနေအောင်ပြစ်လိုက်ပြီးတော့တစမမကြတော့အောင်ခွန့်နဲ့ပြန်ခံလိုက်ပါတယ်ပြီးမှဝယ်သူရဲ့လက်ထက်ကိုရေခဲမုတ်ခွက်ထည့်ပေးလိုက်တာပါဒါပေမဲ့ဒီပြောက်ွက်ပြနေရင်ဆက်စုပြီးတော့အနာကက်မကြည့်ဖို့တော့လိုအပ်နေပါတယ်သူ့ပြောက်ွက်တိုင်းကအောင်မြင်နေတာတော့မဟုတ်ပါဘူးအခုလိုမျိုးဘေးကိုဖိတ်ဆင်းတဲ့အခါမျိုးတွေလည်းရှိနေလို့ပါပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာ